ချမ်းဖတ်သမားချင်း National Front 7ရက် April 2025စုကန်စုမီဒေတာနန်းစံတရွာလုံးမိရှုဖြစ်စီမှုအချမ်းဖတ်သမားချင်း National Front CNF တာဝန်ခံစီရမည်ဟုစုမီပြည်သူတွေကပြောကြားပါသည်စုကန်စုမီဒေတာတွန်းဆံမျိုးနဲ့နန်းစံရွာတရွာလုံးကိုမိရှုဖြစ်စီမှုအပေါ်အချမ်းဖတ်သမားချင်းလန်းကောင်စီကတာဝန်ခံစီရမည်ဖြစ်ကြောင်းစုမီပြည်သူကာကွယ်ရေးတပ်မတော်စုမီ Revolutionary Army နှင့် ဆိုမိပြည်သူတွေကဧပြီလ9ရက်ကထုတ်ပြန်သည်ပြည်သူတွေရဲ့အတက်အိုးအစည်းအဝေးတွေရဲ့ပျက်စီးဆုံးရှုံးမှုတွေထိခိုက်မှုတွေကအ धिक အရာကိုအကြမ်းဖက်သမားချင်းလန်းကောင်စီအပေါ်မှာအလုံးတော်ဝင်ရှိတဲ့ဒီနွေဥတော်လန်ဤကာလမှာတစ်ဖက်နဲ့တစ်ဖက်စီရင်အရာပြဿနာကိုဖြေရှင်းရမယ့်ဟာကိုဘာမှမစီမဆိုင်တဲ့ပြည်သူလူထုကိုအဲ့ဒီလိုအတက်အိုးအစည်းအဝေးကိုမိရှုဖြစ်စီမှုတွေဟာပြည်သူလူထုတွေရဲ့အခက်အခဲဖြစ်ပေါ်မှုဟာသူတို့အပေါ်မှာပဲတာဝန်ရှိတယ်လို့ပြောချင်တာပါဟုဆိုမိပြည်သူဒေသခံတွေကနေတရင်ကြရပါတယ် အကျန်းဖက်သမားချင်း National Front ဟာခါမျိုးနွယ်စုပိုက်ဆိုင်ဥဆောင်သည့်ချင်းလန်းကောင်စီတပ်သားများစစ်ရေးလှုပ်ရှားနေမည်ဖြစ်ပြီးဟာခါချင်းပြည်မှာစစ်ရေးနှင့်နိုင်ငံရေးအရာရှုံးနိမ့်ကြသည့်ဖြင့်ဟာခါမျိုးနှင့်ထန်တလန်မျိုးတို့ကိုလက်လွတ်ဆုတ်ခွာကာဇိုမီပြည်ဇိုမီလက်ရန်တဲတိန်ခရိုင်ချင်းဒမ်ဒစ်စထရစ်တွင်တို့အတိပေးအကြောင်းကြားခြင်းမရှိဘဲလက်နက်ကင်ဆောင်ထားကာအုပ်စုလိုက် အလုံးရင်းတင်းရှောင်လာခဲ့ကြသည် ဧပြီလ3ရက်ကအကြမ်းဖက်သမားချင်းလန်ကောင်စီတပ်ဖွဲ့သည်ဇိုမီပြည်သူ့ကာကွယ်ရေးတပ်မတော်ဇိုမီ Revolutionary Army နှင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ရာမှာနှစ်ရက်ကြာထိတွေ့တိုက်ခိုက်မှုအတွင်မှထိုးတိုက်ပွဲတွင် အကြမ်းဖက်သမားချင်းလန်ကောင်စီတပ်ဖွဲ့ဝင်များ၏စခန်း6ခု၊မော်ခဝိုင်ရွာကင်းစခန်း၊နက်ကီကျန်းရွာကင်းစခန်း၊ထူထူးရွာကင်းစခန်း၊တွန်းဆန်မြို့ရဲစခန်းကုန်း တွန်းဆန်မျိုးတက်ကုန်းနဲ့တွန်းဆန်မျိုးမိတက်ကုန်းစခန်းကိုတင်းစီနိုင်ခဲ့သည့်ရန်သူအုံပြုသည့်ဒရုန်းနှစ်စီးပစ်ချနိုင်ခဲ့ပါပြီး အောက်ထုတ်တနက်ကိုလက်စင်ကိုဘရယ်အမြောက်များကြီးစံများစွာနှင့်စစ်အုံဆောင်ပစ္စည်းများစွာကိုလည်းတင်ဆက်ရရှိခဲ့ပါသည်တိုက်ပွဲအတွင်းအကြံဖက်သမားချင်းတန်ကောင်ဆယ်တတလီဦးလက်နက်နဲ့အတူမိမိတို့ထံအညံ့ခံအလင်းဝင်လာပြီးနှုတ်ဦးရှင်ဖန်းစီရကစုစုပေါင်း6ဦးအရှင်ထိန်သိမ်းထားရပါတယ်ဟုတင်ရရှိပါသည်ရန်သူဘက်ကဆက်ချီတည်ဆုံးခဲ့မည်ဟုခန့်မှန်းရပြီး38ဦးတန်ရာရရေးတွက်လို့ရတယ်လို့ ဂေတာခံပြားကပြောပါသည်မိမိတို့ဗမာ2ဦးကြဆုံးခဲ့ရပြီး2ဦးတန်ရာမဆိုးရင်ရရှိခဲ့ပါတယ်ဒီခုဆိုမီပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုမီ revolutionary army ဘက်ကပြောခဲ့သည်တိုက်ပွဲဤဒုတိယနေ့ဧပြီ၄ရက်နေ့တွင်တွန်းဆံမျိုးကိုပစ်စင်သာစခန်းကိုဆက်လက်သိမ်းပိုက်ရန်ပြင်ဆင်ခဲ့ရာရန်သူဘက်ကအထိနာနေလွန်းသဖြင့်အပြစ်မဲ့ပြည်သူများကိုလူသားတိုင်းကအဖြစ်အသုံးပြ ူးလာခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်မှုရနာခဲ့ရသည်အကြမ်းဖက်သမားချင်းလန့်ကောင်စီတပ်ဖွဲ့များထွက်ပေးပြီးနန်းစံကြီးရွာလူနေအိမ်80ကျော်ကိုမိရှုဖျက်ဆီးခဲ့သည်ဟုသိရသည်နေအိမ်မိရှုဖျက်ဆီးခံရသောနန်းစံကြီးရွာသားများသည်ဇိုကန်တွန်းဆန်မြို့ပေါ်တွင်ခိုးလုံနေထိုင်လျက်ရှိပြီးအခြေခံစားနပ်ရိက္ခာများအပါအဝင်နေထိုင်ရေးအတွက်အကူအညီများလိုအပ်လျက်ရှိသည်ဟုသိရသည် အကြံဖတ်သမားချင်းလန်ကောင်စီတပ်သားချင်း National Army ဘက်ကလူတွေများလို့တိုက်ပွဲမှာနိုင်မရခဲ့တဲ့အတွက်ကြောင့်တအားစိတ်နာလွန်လို့မိရှုသွားပါသည်ဟုနန်းစံရွာသားတွေကနေသိရပါဗျ။နိုင်ငံတော်ဝန်ကလေးပေးကြောင်း လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာအရေးပေါ်အခြေအနေတွင်မလ28ရက်ကတည်းကတဖက်သက်အပြည့်ရဆိုင်ထားမှုကိုအခွင့်ကောင်းယူပြီးဇုံမီပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်ခြင်းကိုလုံးဝလက်ခံပြီးခံနိုင်စရာမရှိသည့်အတွက်လိုအပ်သလိုပြန်လည်တုတ်ပြန်သွားမည်ဟုဇုံမီပြည်သူကာကွယ်ရေးတပ်မှတော့ဇုံမီ Revolutionary Army ကထုတ်ပြန်ထားပါသည်။ ဇုံမီပြည်သူများကနန်းဆန်ရွာမိရှုခံရမှုသည်အကြမ်းဖက်သမားချင်း National Front တပ်ဖွဲ့ကကျူးလွန်ခြင်းကိုဒေသခံရွာသားအလုံးကသိရှိထားရပါသည်အကြမ်းဖက်သမားချင်း National Front မိရှုဖြစ်စီမှုသည်ညင်မရသော အမှန်တရားသာဖြစ်ကြောင်းနန်းဆန်ရွာသားအလုံးနှင့်အတူဇုံမီပြည်သူအလုံးကသိရပါသည်